thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကရရင်ပြစ်ချလို့မီးလောင်ထားတဲ့ရဟရင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း16လောင်းနဲ့လက်နက်14လက်ထပ်မင်းနဲ့တွေ့တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးတမတော်ကရရင်ကပြစ်ချခဲ့တဲ့ရဟရင်အပြည့်စည်ရှိရာနေရာကိုကရရင်ရဲဘော်များထပ်မံသွားရောက်ကြည့်ရှုရာမီးလောင်နေတဲ့ရဟရင်အပြည့်စည်များတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများထပ်မံပြီးတွေ့ရှိခဲ့ရတယ်လို့သတင်းအရင်းမြစ်ကပြောပါရယ်။ကရရင်ကမေလ20ရက်ကပမော်မြို့ကိုစစ်ကူလာတဲ့စစ်ကောင်စီရဟရင်3စီးကိုပြစ်ချခဲ့ရာနှစ်စီးပြည့်စည် ဲ့ပြီးဒစီကရွှေကူမြို့နယ်15မိုင်ခန့်ကွာတော်ရင်ပြက်ကျခဲ့ပြီးရွှေကူမြို့ကိုအရေးပေါ်ဆင်းသက်ခဲ့တဲ့ဒစီကိုလည်းကရင်ကမေလ21ရက်နေ့လယ်မှာတွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ မနေ့ကတော်တွင်ပြကြတဲ့ရဟန်းရင်ရှိရာကို KYI နဲ့ KBDN ရဲဘော်တွေတွားရောက်ကြည့်ရှုရာမီးလောင်နေတဲ့ရဟန်းရင်ဘေးမှာစစ်ကောင်စီလေတပ်မှပူကြီးအစင်ရဲ့အလောင်းကိုတွေ့ရှိခဲ့ပြီးဒီကနေ့ထပ်မံတွားရောက်ကြည့်ရှုရာမီးလောင်နေတဲ့ရဟန်းရင်အပြည့်စည်ကြမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း16လောင်းထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။လင်းရင်အပြည့်ရှိရာကို ကရင်ရဲဘော်တွေတွားရောက်ကြည့်ရှုခဲ့တဲ့ရှုပ်တန်ဖိုင်ကိုလည်းတရင်အရင်မြစ်ကပြတာရအဲ့ဒီမှာလူကတင်ရောက်နှစ်ယောက်သုံးယောက်အိုးအများကြီးပဲလို့ရဟတ်ရင်နဲ့တူမီးလောင်တည်ဆုံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေကိုရဲဘော်တောင်ကရှိတွက်ရုပ်တန်ကိုကြားရပါတယ်အလောင်းများစုစည်းရေးတွက်နေတဲ့ရုပ်တန်ဖိုင်မှာလည်းရဲဘော်တောင်ကအလောင်းတွေကိုအမှတ်စဉ်လိုက်ရေးတွက်ရ16လောင်းရှိတယ်လို့ပြောဆိုတမ်းကြားရပါတယ်မင်းကမီးလောင်သွားတဲ့ရဟတ်ရင်နဲ့မှာလက်နက်တွေအများကြီးပါတယ်လို့ကချင်တရင်အရင်မြစ်ကပြောပါတယ်ပြတ်ကြတဲ့ရဟတ်ရင်မှာရရှိတဲ့မီးလောင်ကျွမ်းနေတဲ့လက်နက်အပြည့်စည်တွေရဲ့ရုပ်တန်မှတ်တမ်းကိုလည်းပြသရာ လက်နက်ကြီးလက်နက်ငယ်ဆက်လီလက်ထက်မင်းကိုကောက်ယူစုစည်းထားပြီးဖြစ်ပါတယ်။တနက်ကဟိုးမှာများကြီးကြံသေးတယ်လို့ရုပ်သံမှာရဲဘော်တုံးကပြောကြားနေတဲ့ကြားရပါတယ်။ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနောက်ဘူးကလည်းရဟန်းရင်အပြတ်ထန်ကို KIA ရဲဘော်များထပ်မံသွားရမှုကိုဒီကနေ့နေ့လယ်ပိုင်းကပြောထားပြီးအသေးစိတ်အခြေအနေဆက်လက်မေးမြန်းထားဆဲဖြစ်ပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မူတုံမြို့နယ်ရှိအမြောက်တန်း338ကိုမွန်ပြည်သစ်ပါတီ AD တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မူတုံမြို့နယ်ရှိစစ်ကောင်စီရဲ့အမြောက်တန်းအမတ338တိုက်ခိုက်ရာစစ်ကောင်စီတပ်သားချုပ်တိစုံထိခိုက်မှုရှိကြောင်းမွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NMSB AD ကမေလ21ရက်မှာထုတ်ပြန်ပါတယ်။မော်လမြိုင်တန်ဖြူစရအလမ်းမကြီးပေါ်ရောင်းတောင်းကျေးရွာနီတပ်ဆွဲထားတဲ့အမတ338ကို NMSB AD မူတုံမြို့နယ်တပ်ကမနေ့ကနေ့လယ်12နာရီကမှတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။နှစ်ဖက်ရင် ိုင်တိုက်ပွဲနိုင်ဝန်ခံဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မတအုပ်တည်ပြီး၅ဦးထဏ်ရန်ရရှိကြောင်းဖော်ပြပါရယ်တိုက်ပွဲအတွင်း NMSBAD ဘက်မှရဲဘော်တအုပ်တဏ်ရန်ရရှိခဲ့ကြောင်းသိရပါရယ်မနီးကတိုက်ပွဲဖြစ်ပွားနေစဉ်မော်လမြိုင်တံပြူစီရဲ့လမ်းမကြီးကိုရှင်ဖြတ်တမ်းမှုယာယီရနာခဲ့ရကြောင်းဒေသခံတရင်အချင်းမြင့်တချို့ကပြောပါရယ်အစင်းကရောအတက်ကရော၃နိုင်လောက်ပိတ်သွားတယ်ရေးဘတ်ဆိုကွမ်လှနဲ့မော်လမြိုင်ဘက်ကအလာဆိုနှီးပရာ ြပဲလို့မူးတုံမြို့ကန်ဒေသခံတူကပြောပါရယ်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး NMSBAD ရဲ့ပြောရေးဆိုခွင့်တာဝန်ရှိသူနိုင်ကောင်းစကားထံတရင်းဌာနကဆက်သွယ်မိမြန်နေစေဖြစ်ပါရယ် အခုတိုက်ပွဲမတိုင်မီကလည်းရှေးမျိုးနဲ့ရှေးပြူမျိုးနဲ့ရှေးစစ်ကောင်စီတပ်စခန်းများကိုမဟာမိတ်တပ်များနဲ့တူ NMSBAD ကတိုက်ခိုက်ထားပါရယ်။မွန်ပြည်တပ်ပါဒီစစ်အာဏာရှင်တိုက်ဖြတ်ရေး NMSBAD ကစစ်အာဏာရှင်စနစ်ချုပ်ငင်ရေးအမျိုးသားတန်းတူညီများရေးကိုပိုင်ပြတ်ထန်ခွင့်ပြေဝါရှိတဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ်လာစေဖို့အတွက်မွန်ပြည်တပ်ပါဒီမှတစင်းနိုင်ငံရေးခံယူချက်တူတဲ့ကောင်းဆောင်များပါတီဝင်များတပ်ဖို့တပ်မှုများစုပေါင်းပြီးအာဏာသိမ်းစစ်ကောင်စီတိုက်ခိုက်ဖို့2024ဖေဖော်ဝါရီ14ရက်ကစတင်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်။ လိုင်းသားရရွှေပြည်သားတကုံမျိုးတစ်မျိုးနယ်များမှာလမ်းခင်းပြီးမြေဘေးရဲဆိုင်ကယ်ကယ်ရီလိုင်းစင်ထုတ်ပြီးမြေပေါ်တာအစွဲမခံရရန်အာမခံတယ်လို့ဆိုပြီးတန်ဖို့ပါတီဝင်ကြဖို့ထွေအုံများကအစည်းအဝေးခေါ်ဖိအားပေးချင်းချောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းလိုင်းသားရမျိုးနယ်တမျိုးနယ်လုံးမှာလမ်းခင်းပြီးမြေဘေးရဲဆိုင်ကယ်လိုင်းစင်ရရှိအောင်ဆောင်ရွက်ပြီးမြေလို့ဆိုပြီးတန်ဖို့ပါတီဝင်ကြဖို့ရက်ကွက်အုပ်ချုပ်ရေးမှူးများကအစည်းအဝေးခေါ်ဖိအားပေးချင်းချောက်လာကြောင်းချင်းချောက်ခံရတဲ့ပြည်သူများကပြောပါတယ်။မေလ19ရက်နေ့လိုင်းသားရအနောက်ပိုင်းမြို့နယ်အမှတ် ရှိရက်ွက်အုပ်ချုပ်ရေးမှူးဦးမောင်ကရက်ွက်နေပြည်သူများကိုအရေးပေါ်အစည်းအဝေးလို့ဆိုပြီး အိမ်တိုင်းတရောက်ဖို့စင့်ခေါ်လာကြောင်းဒါကြောင့်ရက်ွက်အတွင်မှာအိမ်နောက်စုတစုလင်တအူးရက်ွက်ရုံနဲ့ကိုတွားရောက်ခဲ့ကြရာရက်ွက်အုပ်ချုပ်ရေးမှူးဦးမောင်ကပြည်သူများအနေနဲ့စန့်ခိုင်ပါတီကိုဝင်ရောက်ရမယ်လို့ဖိအားပေးလာကြောင်းသိရပါတယ်။ဒါအပြင်နိုင်ငံတော်တည်ငြိမ်ရေးနဲ့ပြည်သူလူထုရဲ့ဘဝကိုအေးချမ်းအောင်လုပ်ပြီးနိုင်သူတွေကစန့်ခိုင်ပါတီသားဖြစ်ကြောင်းစန့်ခိုင်ပါတီကိုဝင်ရောက်ရင်လက်ရှိအမှန်16ရက်ွက်အတွင်ရှိတခင်ဖိုးလာကြီးနှစ်လမ်းအပါအဝင်လမ်းများကိုကွန်ကရစ်လမ်းစီးဖြစ်ခင်းပြီးမှဖြစ်ကြောင်းပါတီအာဏာရရှိပါကလည်းတရွက်ကလုံးကိုစီပင်ဖွံ့ဖြိုး ုးတိုးတက်ရေးဆောင်ရွက်ပြီးမှဖြစ်ကြောင်းစံဖော့ပါတီမဝင်စစ်မှုတန်းဖို့ဖန်ဆီးခံရခြင်းအစဉ်စစ်ခံရခြင်းပါဝင်ဒုက္ခများကြုံရလိမ့်မယ်လို့အုပ်ချုပ်ရေးမှူးဦးမောင်ကချင်းချောက်လာကြောင်းသိရပါတယ်။နိုင်တရာအနောက်ပိုင်းမြို့နယ်ရွှေရင်အေဖီယာလက်မှတ်တိုင်နီးဆက်ရှိရက်ကွယ်တခင်ဖိုးလာကြီးနှစ်လန်းကရခိုင် NND အစိုးရလက်ထက်ကလေးကလန်းခင်းဖို့စာကြပြီးသားပါအခုအာနာသိမ့်ပြီး၄နှစ်ပြည့်မှသူတို့လန်းခင်းပြီးမယ်စံခိုင်ပါတီကိုတရက်ကွက်လုံးဝင်ရမယ်ဆိုပြီးရက်ကွက်ရုံမှာအစည်းအဝေးခေါ်ပြောတဲ့တခါလဲဖောင်နီလဲထုတ်ပေးလိုက်တယ်လို့ဒေသခံပြည်သူတောင်းကပြောပါရယ် ဒါအပြင်လိုင်တာယာမြို့နယ်အတွင်းရှိဆိုင်ကယ်ကယ်ရီဘေးရဲမောင်းသူများအလုံးကိုလည်းမြို့နယ်ထွေအုပ်နှင့်ရက်ွက်အုပ်ချုပ်ရေးမှုတွေကစံဖော့ပါတီဝင်ရောက်ကြရင်ဘသူကမှမဖမ်းဆီးဖို့အာမခံကြောင်းလိုင်စင်မရှိရင်စံဖော့ပါတီဝင်ကပ်ပြပြလို့မောင်းနေနိုင်ကြောင်းစံဖော့ပါတီအာဏာရရှိလာပါကဘေးရဲများအလုံးလိုင်စင်များချက်ချင်းထုတ်ပေးမယ်လို့စီရင်လာကြောင်းသိရပါတယ်။ ဗီရက်ဆိုင်ကဂိမ်းမိုးတွေကိုထွေအုပ်စည်းဝေးကစီဝေးခေါ်တဲ့အရှိတစီအစည်းဝေးဆိုလို့တွားတာဗာများလဲပေါ့အစည်းဝေးရောက်တော့ကျန်းဖို့တဲဝင်ကြဖို့မဲဆွယ်စီယုံနေတာဖြစ်တဲ့ကျန်းဖို့တဲဝင်ရင်ဗီရက်တွေမဖန်အောင်သူတို့လုပ်ပြီးနိုင်မယ်မဲရွေးပွဲပြီးသွားလို့သူတို့ပါတီအာဏာရရင်ဗီရက်သမားတွေရဲ့ဘဝလုံခြုံရေးအတွက်ပါသူတို့တာဝန်ယူပါတယ်လို့ပြောပါတယ်ပါတီတွေဝင်မယ်ဆိုရင်ဖောင်ပြေးရမယ်ဓာတ်ပုံ၅ပုံပေးရမယ်ကျန်းဖို့ပွဲဝင်စမတ်ကတ်ထုတ်ပေးမယ်လို့ဗီရက်ဆိုင်ကမောင်းနေသူတောက်ကဆိုပါတယ်အလားတူရွှေပြည်သားတကုံမျိုးတင့်မျိုးနေများမှာလည်းရခုကဲ့သို့ပဲ ည်သူများအနေနဲ့ကျန်းဖို့ပါတီဝင်ထားပါကစစ်တပ်ရဲနဲ့မြည်သည့်ဖွဲ့စည်းကမှအနိုင်မကျင့်နိုင်တော့ကြောင်းကျန်းဖို့ပါတီဝင်ရင်စစ်မှုထမ်းဖြစ်မှလဲပေါ်တာဆွဲဖမ်းဆီးခံရမှုကင်းဝေးမှာလို့ဆိုပြီးစီယုံဖိအားပြီးချင်းချမှုတွေလှုပ်ဆောင်လာကြောင်းဒေသခံပြည်သူတွေကဆိုပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့ပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာသူတွေကြောင်းနိုင်ငံသားငွေစည်းမြင့်တက်တယ်လို့အကြံဖက်မင်းအောင်လိုင်ကအဖြစ်တင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာပြည်ပနိုင်ငံများကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာမှုတွေကြောင်းနိုင်ငံသားငွေတုံးဆွဲမှုအများပြားပြီးနိုင်ငံသားငွေစည်းမြင့်တက်နေရကြောင်းအကြံဖက်စစ်ကောင်ဆောင်မင်း ရောက်လိုင်းကပြောဆိုပါရယ်မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးရဲ့ဒုတိယနေ့မှာ၎င်းကအထပ်ပါအတိုင်းပြောဆိုလာတာပါမြန်မာနိုင်ငံမှာ73စီနဲ့ပတ်သက်ပြီးနေ့စဉ်အမေရိကန်ဒေါ်လာ5ဘီလီယံကတန်ဖိုးရှိ73စီများကိုတင်သွင်းနေရကြောင်းလောင်စာစီတုံးဆွဲမှုလျှော့ချနိုင်ဖို့အတွက်လျှက်စစ်စွမ်းရည်သုံးမော်တော်ယဉ် EV တင်သွင်းမှုတွေကိုခွင့်ပြုပေးထားတော့လဲနိုင်ငံသားငွေလိုအပ်ချက်များရှိတဲ့အတွက်ကန့်သတ်ချက်တွေရှိကြောင်းကုန်သွယ်မှုပုံငွေပြနေတော့လဲအချောင်းတုံးဆွဲမှုများအနှုတ်များများပြားမှုရှိနေတာကြောင့်နိုင်ငံသားငွေစည်းမြင့်တက်နေ ေကြောင်းဥပမာအားဖြင့်ပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာမှုတွေနဲ့နိုင်ငံခြားငွေသုံးစွဲမှုတွေများပြားလျက်ရှိကြောင်းမင်းအောင်လိုင်ကဆိုပါတယ် UNFCCI မှာစီးပွားရေးလုပ်ငန်းရှင်တအုပ်ကနိုင်ငံခြားငွေတန်ဖိုးမြင့်တက်နေရလို့ဆိုတော့လဲစစ်ကောင်စီကအလွန်အမင်းထိန်းချုပ်ထားလို့လက်ရှိအမေရိကန်ဒေါ်လာလင်းငွေဆက်၄400ကျပ်ဝန်းကျင်မှာညှိနေခြင်းဖြစ်ကြောင်းပြည်တွင်းမှာစစ်တပ်ကသွင်းကုန်များကိုပိတ်ပင်ထားခြင်းကားတင်သွင်းခွင့်များပိတ်ပင်ထားခြင်းအစရှိရဲ့ဒေါ်လာငွေကုန်ပေါက်တွေကိုပိတ်ပင်ထားလို့သာလက်ရှိကုန်သွယ်ရေးပုံငွေပြနေတယ်လို့ဖြစ်နေတာဖြစ်ကြောင်းလက်တွေ့မှာပြည်တွင်းစီးပွားရေးတစ် 代表列位先在等待，表示话嘞。 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ2021ခုနှစ်အာဏာသိမ်းကလေးကထွက်နေတာအခုဆိုဘာမှတော့သိမ့်မကြံတော့ဘူးတီလဝါစိတ်ကန်းနဲ့စက်မှုဆောင်ကလည်းဂျပန်ကုမ္ပဏီတွေထွက်ဖို့လုပ်နေကြပြီဆိုတော့ပြည်ရင်းမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမရှိတော့ဒေါ်လာဝင်ကမရှိသလောက်ပဲအခုဒေါ်လာရနေတာကတဘာဝတန်ငွေနဲ့ရှင်းနံကနေပဲအဓိကရနေတာနောက်တစ်ခုကပြည်ပလို့တမနဲ့တင်မောသားတွေစီကဒေါ်လာဝင်တာရှိတယ်ပြည်ရင်းမှာသွင်းကုန်မှန်သမျှအကုန်ပိတ်ထားတယ်ကားတင်သွင်းခွင့်ပိတ်ထားတယ်အဲ့ဒီတော့စီးပွားရေးတစ်ခုလုံးကရက်နေတယ်ပြိုနေတယ်စက်ကောင်စီကမူဝါဒမျိုးစုံနဲ့ဒေါ်လာတွေမထွက်အောင်ထိန်းချုပ်ထားတယ် ဒေါ်လာဈေးမတက်ရအောင်ကုန်တယ်ရီဖန်းနေဒေါ်လာဝင်ရောင်းတွေထောင်းချတဲ့ဒါကြောင့်ဒေါ်လာတဒေါ်လာ4400ဝန်းကျင်မှာညှိနေတယ်လို့ပုံစံရှိတယ်။တကယ်ကဘာမှအလုံးမလုံးလို့ငွေဈေးကမလုံမရှားဖြစ်နေတာပြည်ရင်းမှာငွေရှိသူမှန်သမျှအ ਨੇ စုံထိုင်းလောက်မှာကွန်တိုဝယ်ပြီးထွက်သွားနေကြတယ်။ရှိသမျှပိုင်ဆိုင်မှုကိုထိုင်းဘက်ထိနီလန်မျိုးစုံနဲ့လှည့်ထုတ်သွားကြတယ်။ပြည်တွင်းစီးပွားရေးကဘာမှလုံမရလို့တဖြည်းဖြည်းပြိုနေတာကြာပြီလို့ UNFCCI မှာစီးပွားရေးတမကရှင်းပြပါရယ်။အကြံဖတ်စစ်ကောင်စီကနိုင်ငံသားငွေကြီးကြပ်မှုကော်မတီတရက်ကိုဖွဲ့စည်းပြီးအဲ့ဒီကော်မတီကိုမြတ်ထုံးကဦးစား ောင်ကနိုင်ငံသားငွေသုံးစွဲမှုမှန်တမ်းများကိုထိန်းချုပ်ချုပ်ကန်ထားကြောင်းဒါကြောင့်နိုင်ငံသားငွေအတုံးပြူတဲ့တွင်းကုန်ပါမင်အယောင်ဝယ်တွေကလည်းအကြီးအကျယ်ဖြစ်ထွန်းလာပြီးအဲ့ဒီတွင်းကုန်ပါမင်များကိုလည်းမရောက်နိုင်ရဲ့တားဖြစ်သူအောင်ပြေဆောင်အပါဝင်ဘူးချုပ်အတိုင်းဝိုင်းတွေကအ धिक ရောင်းချကြကြောင်းရန်ကုန်စည်းဝိုင်းအတိုင်းဝိုင်းကဆိုတယ်လို့သတင်းမှာဖော်ပြပါရှိပါရရှင်။